မင်္ဂလာပါပရိသတ်များရှင်စမရိယမြန်မာပြချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရင်ဒီကနေ့မှာတော့စာရေးသူတော်ရလာမင်းစန်တာရေးသားထားတဲ့ဖေဖေအေဒဲဆိုတဲ့ပရလောကဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဖေဖေအေဒဲည9:00နာရီကျော်ကျော်ခန့်တွင်ကျွန်တော်အာနာရေးတခုလိုက်ပါကူညီရန်အတော်ဖြစ်သူအနီထားမှလာခေါ်ခဲ့တယ်အနီထားမှအဖေညီမဖြစ်ပြီးကျွန်တော်တို့အိမ်ဤ3လေးအိမ်ကျော်တွင်နေထိုင်ပါတယ် အနီတိုင်းအင်သားများမှာမအားလက်ကြတာကြောင့်ကျွန်တော်အားအဖို့လိုက်ကူခိုင်းခြင်းဖြစ်တယ်။နိုင်ရင်အိမ်မှာကျွန်တော်ရဲ့ကွက်နဲ့တရက်ကွက်ကျော်ချားတယ်။ကျွန်တော်လဲအိမ်ထဲမှာ Dream 125 cycle လေးထုတ်ကအနီတားကိုတင်ပြီးထိုနာရီအိမ်သို့လိုက်ပို့ပေးလိုက်တယ်။ဆုံပါသွားသူမှာအနီတားဤတငယ်ချင်းထော်လာလာမေဟုတရားပါရယ်။အရှိမလွတ်နေသည့်နေရာတွင် cycle ရထားပြီးအနီတားနဲ့ channel အတူဝင်လာခဲ့လိုက်တယ်။ ၎င်းတို့သည်အထည်ကြီးပြက်များဖြစ်ပုံရတယ်။သုံးထက်တိုက်ကြီးကခီထနေတော့လဲတိုက်အယာမွေးချောက်ချောက်နဲ့အင်ရောချံရောမပြူမပြင်းပဲပြစ်ထားသည်ကကာလာရှိကြနီဟန်ပေါ်တယ်။ချံဝင်အထည်ကြီးထဲတွင်မန်တက်ထူထားပြီးစပွဲခုံများချထားတယ်။နိုင်ရီမန်တက်ထဲတွင်လူလေး၅ယောက်ထိုင်နေသည်မှလွေရင်နိုင်ရီက၆ကဲကဲနိုင်သည်ဟုတွေးမိလိုက်ပြီးမှအင်ပေါ်ထက်သို့တက်သွားလိုက်သည့်အခါအင်ထဲတွင်လူအပြည့်နှင့်စီကားနေသည်ကိုတွေ့လိုက်ရလီတော်ရယ် ဒုတိယထက်တွင်အလောင်းဆန်ထားပြီးတထက်လုံးနိုင်ရည်တရင်မေးကြသူများနှင့်ပြည်နှံနေတယ်။ထိုင်စရာနေရာပင် ရှာ၍မလွယ်ပြီ။ကျွန်တော်လည်းအန်တီထားကို လက်ကုပ်လိုက်ရင် အောက်တွင်စောင့်နေမည်ဟုပြောပြီးပြန်ဆင်းလာခဲ့လိုက်တော့တယ်။ကျွန်တော်ဆင်းလာသည့်အခါမန်တက်ထဲတွင် လူနှစ်ယောက်သာရှိတော့တယ်။ကျွန်တော်လည်းထိုမန်တက်ထဲဝင်ထားနိုင်ရင်ဘောင်းမီအေကတ်ထဲမှဖုန်းကိုထုတ်ကြည့်နေလိုက်တယ်။ထို့စဉ်မန်တက်နေပြည်တွင်ရန်နေသည့်ဦးလေးကြီးကကျွန်တော်ထံရှောက်လာတယ်။ ထိုဦးလေးသည်သူ့အညာဘက်ခြေရာတစ်ဖက်ကအနှင်းငယ်ထော်နေနေဖြစ်နေတယ်။တိုင်းထမင်းစားသွားပါအောင်။ဖျားဟုတ်ကျွန်တော်ခုပဲစားပြီးထွက်လာတာပါအန်ကေ။စားပြီးလဲထက်စားဖို့ကွာ။ရပါပြီဗျ။ဒါဆိုလဲဒီမှာကွာစီဆောင်ရင်ွေးချမ်းတော့ကွာ။ဟုတ်ကဲ့ခင်ဗျ။စဝေဘမရင်နှွေးတပ်ပူကိုလမ်းယူပြီးရင်နှွေးငယ်ထားလိုက်ရင်ကွာစိတ်ကိုယူဆလိုက်တယ်။ထို့ဦးလေးကကျွန်တော်တပေမှခုံနေဝင်ထိုင်းကအဲခံနေတယ်။ ကျွန်တော်လဲဖုန်းကိုပိတ်ပြီးဘောင်းမီအိတ်ထဲပြန်ထည့်ပြီးအလာပါတာလာပါများပြောဖြစ်ကြတယ်။ခြံကြီးကအကျယ်ကြီးပွဲတော့အန်ကေအေးကွာအရင်ကတော့အပင်တွေ ပြူစုနိုင်ပါသေးတယ်။အသက်ကြီးလာတော့လဲစိတ်သွားတိုင်းကိုမပါတော့ပါဘူးတာကြီး။ဒါပေမဲ့အပင်တွေနဲ့ဆိုတော့စိတ်ချမ်းသာရတာပေါ့အန်ကေဦးလေးကြီးကခြံထဲရှိအပင်များကိုတစ်ချက်ဝေးကြည့်လိုက်ပြီးဒီလိုပါပဲကွာ။သူစုံတရားကိုတွေးရင်ဆွေဆွေမြေ့မြေ့ပြောလာတယ်။ သူအီမီတာဇွန်တယောက်လောလောလတ်လတ်ဆုံရှုံရတာကြောင့်ဝမ်းနေနေဟန်ရှိသည်ဟုတွေးလိုက်မိတယ်။ကျွန်တော်ဒီမှာလဲဝမ်းနေနေသူအားနှစ်သိမ့်ပေးသည့်နေရာတွင်ဖဲသောအခါမှဆရာမကြပြီ။ညီတို့ပြောရမည်ကိုစဉ်းစားမရ။စကလုံးရွေးချယ်ရန်ခက်ခဲလွန်ပြီးတယ်။သူလေးကမျက်နှာညုံငယ်နေရမှပြန်လန်းလာပြီးကျွန်တော်နဲ့စကားဆက်ပြောဖြစ်ကြတယ်။ကျွန်တော်လည်းအတန်တိုင်းဆုံးဆုံးပါသွားသူဤအကြောင်းမပြောမိမမေးမိစေရန်ရှောင်ကွင်းခဲ့တယ်။ နိုင်ရီတရင်မီသူများကနောက်ထပ်ဝင်လာကြသလိုအိမ်ပေါ်ထက်မှတရင်မီပြီးဆင်းလာသူများနဲ့မန္တနာတွင်ပြင်လာရည်ရဲ့ပြီးမှပြန်သူကပြန်အိမ်ပေါ်ထက်သူကတက်နဲ့မန္တထဲ၌အခြားလူ၃-၄ယောက်နဲ့ကျွန်တော်တို့သာ ရှိတော့တယ်အခြားလူများကလည်းဖုန်းတစ်ယောက်တလုံးနဲ့အလုံရှုံနေကြတယ်။ကျွန်တော်တို့သားစကားပြောဖြစ်ကြတယ်။ငါတို့ကဘယ်သူနဲ့လာတာလဲ။ကျွန်တော်အန်တီကိုလာပို့ပေးတာပါ။အန်တီထားကြီးရဲ့တူပါခင်ဗျ။အော်ထားထားကြီးတူကို ါကြောင့်မျက်နှာပေါက်ကစင်မာတယ်လို့တွေးနေတာဒါဆိုထထကြီးအကိုရဲ့သားပေါ့ကျွန်တော်လည်းပြုံပြလိုက်ရင်ဟုတ်ကဲ့ခင်ဗျအေးကွာအန်ကယ်တို့နဲ့လည်းမတွေ့ဖြစ်ကြတော့ဒါတို့ဒီရွယ်ရောက်လာမှန်းတော့မသိခဲ့ဘူးဒါအဖေနဲ့အန်ကယ်နဲ့လည်းတငယ်ချင်းတွေပဲဟုတ်လားအန်ကယ်ဒါဆိုကြုံရင်အင်ကိုလာလေပေါ့ဖေဖေကညနေဒီလိုအချိန်ဆိုအိမ်မှာရှိတယ်ဗျနေဘတ်တော့အလုပ်သွားလို့မသေးချောင်းအန်ကယ်လာခဲ့မယ်တာကြီးဟုတ်သားပဲ သားဖေနဲ့မတွေ့တာကြာပြီအဲ့ဒီဘက်တုံရင် Windows ဆက်အောင်မဲကွာဟုတ်ကဲ့ခင်ဗျကျွန်တော်တို့စကားကောင်းနေစဉ်အနီထကအိမ်အောက်သို့ဆင်းလာပြီးကျွန်တော်ထိုင်နေသည့်နေရာနားရှောက်လာကအောင်မင်းချက်ဒါပြန်လိုက်တော့အန်တီအိမ်ကိုဝင်ပြောပေးအန်တီဒီမှာညအိမ်မယ်လို့နော်ဟုတ်ဒါဆိုကျွန်တော်ပြန်ပြီနော်အန်တီအေးအေးကျူးဆိုင်မအောင်ဟုတ်ကဲ့အနီထကကျွန်တော်အာ မာစီယာရှိနေသည်များကိုမှားနေတဲ့တစုံတရာကိုပြောချင်နေဟန်ရှိတယ်။ကျွန်တော်လည်းမမေဖြစ်တော့ပဲခုံမထားရလိုက်သေးကအနီထားလဲအိမ်ပေါ်သို့ပြန်တက်သွားလိမ့်တယ်။ကျွန်တော်ပြန်လိုက်ပါအောင်မယ်အန်ကေ။အင်ကိုဆက်ဆက်လာလေပါဗျ။အေကွာသားကြီးအန်ကေလည်းစိတ်တွေရှုံနေလို့ဒါဖီကိုတော့လိုက်တွေ့ချင်သား။အစဉ်ပြေအန်ကေလိုက်ခဲ့လို့ရမလား။ဟုတ်ရပါတယ်အန်ကေ။ဒါပေမဲ့ကျွန်တော်ကစိုက်ခင်းနဲ့လာတာ။အန်ကေအစဉ်ပြေလိုက်ခဲ့ပါဗျ။ရပါတယ်ကွာ။ ဆိုင်ကယ်နဲ့ပူရောင်ကောင်းသေးတယ်။ဟုတ်အန်ကယ်ပြန်ရင်ကျွန်တော်လိုက်ပို့ပေးပါမယ်။အေးပါသားကြီးကဲသွားကြမယ်လေ။ဟုတ်ထိုးလေးကိုဆိုင်ကယ်နောက်တင်တင်ပြီးကျွန်တော်အိမ်သို့မောင်းပြန်လာခဲ့တယ်။လမ်းတွင်ထိုးလေးမှသူ့ဤနာမည်မှာဥတင်လိုင်းဖြစ်ပြီးကျွန်တော်ဖေနဲ့တငယ်ချင်းများဖြစ်ကြောင်းရခင်ကအလွန်ရင်နီးတော်လဲမစုံဖြစ်တာဆယ်စုနှစ်ခန့်ပင်ရှိခဲ့ပြီးဖြစ်ကြောင်း ရခုအချင်းတွင်စိတ်အလွန်ပင်ပန်းနေရတာကြောင့်တငယ်ချင်းဟောင်းများကိုတရိယာမီနီကြောင့်စသဖြင့်စိုက်ကင်နောက်တင်ထိုင်နိုင်ရင်တလန်းလုံးပျော်ပြားလာတယ်။ကျွန်တော် NDE အိမ်သို့ဝင်ပြီးနှာရီးအိမ်တွင်ညအိမ်မီဖြစ်ကြောင်းဝင်ပြောပြရသေးတယ်။ပြီးနောက်ကျွန်တော်အိမ်သို့မောင်းလာပြီးအိမ်သို့ရောက်တဲ့အခါထုတ်ဦးလေးအောင်အိမ်ထဲခေါ်ဝင်လိုက်တယ်။အိမ်တွင်အဖေအမေနဲ့ကျွန်တော်ညီမကြီးက ကိုခန်းသူခန်းဝင်းကဖုံးကြည့်နေကြပြီကျွန်တော်မှာဧသေးပါလာတာကြောင့်အဖေထံတတက်မမက်သွားပြီးခေါ်ပေးလိုက်တယ်ဧသေးပါလာတယ်ဖေဖေအပြင်မှာထွက်တွေ့လိုက်အောင်ဖေဖေကဖုန်းအားနဘေးတွင်ချလိုက်ပြီးစာကြည့်မြန်မှန်ကိုချက်ကဘသူလဲတာဘယ်ကဧသေးလဲဖေဖေတငယ်ချင်းလို့ပြောတယ်ဟုတ်လားဘသူပါလဲဖေဖေမှာကတိမောမထားထိုင်ပြီးအပြင်ထွက်တွေ့ရန်သွားလိုက်တယ် မမေကတော့နိုင်ရင်အင်အကြောင်းကျွန်တော်အာမင်းမြန်နေ၍ပြန်ပြောပြပေးနေတယ်။အပြင်ထွက်သွားသောဖေဖေကအပြင်ဘက်မှအော်မိလာတယ်။အောင်မင်းထက်ဘယ်မှာလဲခွာဧည့်သည်။ဟာဖေဖေကလည်းဧည့်ခံပါလိမ့်ဗျာ။ကျွန်တော်လည်းထွက်ကြည့်ကတငယ်ချင်းတရားလုံးကိုအဖေများမမက်မိရောလားဟုစိတ်ထဲတွေးနေမိတယ်။တို့တော့အခန်းတို့ကျွန်တော်ရသွားချိန်တွင်ထိုးဦးလေးအားမတွေ့ရတော့ပေ။အင်းရှိတကာကိုမပေးခရာကြောင့်အင်းပြင်ဘက်တို့ ထွက်ဆောင်နေသည်လားဟုလိုက်ရှာခဲ့တယ်။ထိုဦးလေးအရေးရောမြပင်ရှာမတွေ့ချင်။တောက်ကိုယ်တိုင်ဆိုင်ကင်နဲ့ခေါ်လာတာပါဖေဖေရ။ဘာလို့ညာပြောရမှာလဲ။အေးလေကွာခေါ်လာရင်ဘယ်မှလဲရှိရမယ်လေ။တကားလေးဖွင့်ထားတော့ပြန်သွားတာလားမသိဘူး။ဖေဖေကိုသူ့တငယ်ချင်းထင်ပြီးလိုက်လာရင်တရားမှလူမလို့ရှက်ပြီးတိတ်တိတ်လေးလှည့်ပြန်သွားလာမှမသိတာ။အဲ့လိုနာမည်ဘလို့ခေါ်လဲပြော။ ျွန်တော်နဲ့ဖဖေညနေတန်းကြောင့်မမေလေးအခန်းထဲမှထလာလိုက်တယ်။ဦးတင်လိုက်နဲ့ဖဖေငယ်ချင်းလို့ပြောတာပဲ။ဟေးဖဖေနဲ့မမေမှာမျက်နှာများ ပြက်သွားကြတယ်။ရှောက်မပြောနဲ့အောင်မင်းထက်။ဟာဖဖေရကျွန်တော်ကဘာလို့ရှောက်ပြောရမှာလဲ။နာယီအိမ်မှာတွေ့ပြီးစကားတောင်ပြောနေကြတာ။ကျွန်တော်ကိုလာဧကန်ပြီးတဲ့ဦးလေးကြီးပါဖဖေကလည်းကျွန်တော်မိဘနှစ်ပါးမှာပြည့်ဝသွားတဲ့မျက်နှာကိုထိမ့်ပြီး"ကဲဘလို့ပုံစံလဲပြောကွာ" အသားဖြူဖြူနဲ့ဝါတယ်။အရက်ကကျွန်တော်ထက်၃လမလောက်နေမယ်တနေ။ပြီးတော့စကားပြောရင်အတန်လုံးလုံးကြီးနဲ့ဖေမမျက်လုံးပြူကားကြည့်နေပြီးနောက်ပြီးတော့နောက်ပြီးထူကြတာဘာမှတော့မရှိဘူး။အော်သူညာဘက်ခြေတော့တစ်ဖက်ကတိတ်မကောင်းဘူးတနေ။ထော့နေနေနဲ့ဖြစ်နေတယ်။ရခုအခါရင်တော့ဖေဖေရောမမေပါမျက်လုံးများပူကုန်ကြလေးပြီ။မမေကဖျားစင်မပေးရယူကကျွန်တော်ကောင်းပေါ်ပတ်ဖြန်းနေတယ်။ ဖေဖေကအင်တကာပေးပြီးတရားခွေထားဖွင့်နေတယ်။ကျွန်တော်လည်းနားမလည်နိုင်ပဲငေးကြည့်နေမိခဲ့တယ်။ဘာရီဖြစ်နေရလဲမေမေ။ဘာလို့လဲ။ဟဲ့တာ။ตาတွေ့ခဲ့တဲ့ကိုတင်လိုင်းဆိုတာတည်သွားတာကြာပြီ။သူတည်တာ10နှစ်လောက်တောင်ရှိပြီတနေ။ဗျာဗျာမေမေ။အဲအဲ့လိုမနောက်နဲ့လေ။ခုနာရီကမလလမီဆိုတာသူ့မိမအမလီတော်သူ့မိမအတုပါကို သူလာစောင့်နေရလားချက်တီထလိုက်တာ ဟာမိမဘာရီပြောနေရလဲသားလန့်နေမဲတော်တော့ကျွန်တော်မရဲ့ခုမှကောင်းနမန်ကြည့်ပြီးချက်တီများထလာတော့တယ်ကိုခန့်တဲ့ကိုမအေးရတာကြောင့်ကျွန်တော်ညီအခန်းတွင်တောင်းအိပ်ရတယ်မမေကအနီထားကိုဖုန်းဆက်ပြီးအကျိုးအကြောင်းပြောပြတော့ခါအနီထားမှအဲ့ဒါကြောင့်စဉ်းစားနေရအောင်မင်းထက်တယောက်တယောက်တည်းထိုင်ပြီးဘသူနဲ့စကားပြောနေရလဲလို့အစားကတော့ဖုန်းပြောနေရင်ထင်မိသေးသူကိုကြည့်လိုက်တော့လေဖုန်းခိုင်တာမတွေ့နဲ့ပြီးမှမေးမလို့ အဲ့လိုတွေဖြစ်တာထားရေးအေးအေးဒါပဲနော်တနည်းအားလုံးကျွန်တော်မှရင်တထိတ်ထိတ်နဲ့အိမ်မပြောတော့ဘူးထို့ဦးလေးဤမျက်နှာကိုသာမြင်ရောင်းနေမိတယ်ညတနိုင်ခန့်တွင်အိတ်ခမ်းပြီးမှပတင်ပေါက်အားအပြင်းမှခေါလာတယ်ကျွန်တော်လည်းလန့်ပြီးတချမ်းမှမလို့ရဲပြီကျွန်တော်ညီမတော့အိမ်နေဒီမှာတိုးလို့အပြင်းမအတန်ငုံနာဆင်ကငင်းငင်းလေးနေနေမိတယ်ပတင်တကအားလက်ချောင်းနဲ့တတောက်တောက်ထက်ခေါလာပြီးအန်ခဲကိုပြန်လိုက်ပို့ပေးအောင်လေတာရင် ဟူသောအသက်အားကြာသည့်နှင့်ကျွန်တော်မိဘ၏အခန်းသို့တုတ်ချင်းတင်ပြေးမိလေတော့တယ်။နောက်ရမနေ့တွင်ဖေဖေမှကျွန်တော်အားခေါ်ကနှုတ်ဖြင့်ဩခိုင်းခဲ့တယ်။အန်ကိတ်ကိုအင်ပြန်ပို့ပေးမယ်။ကျွန်တော်တို့နဲ့လိုက်ခဲ့ပါ။ကျွန်တော်တို့မှပြောတာပြောနေရတယ်။ကြော်ချမ်းမိသည်ကတော့အမှန်ပဲ။ထို့နောက်အင်္ဂါကနေ့နိုင်ရင်အိမ်သို့သွားလိုက်ကြတော့ဤအပြန်တွင်အနိထာကိုခေါ်ကကြုံခဲ့ရသည်များကိုပြောပြရင်းပြန်တွေ့ကြောင်းနေမိလေတော့တယ်။